ခုတင်ဆက်မယ့်အကြောင်းအရာကတော့ဒေါက်တာမမောင်ကြီးရေးသားထားတဲ့ Burmese Political Value ဆိုတဲ့စာအုပ်ကိုဒေါက်တာအောင်ခင်ကမြန်မာနိုင်ငံရေးတွေးခေါ်ခေါင်းစဉ်နဲ့ထုတ်နှုတ်တင်ပြထားတဲ့အကြောင်းအရာများဖြစ်ပါတယ်။ဒေါက်တာမမောင်ကြီးဟာ1962ခုနှစ်မှာမန္တလေးတက္ကသိုလ်တမိုင်းဌာနဘာမောက်ခတာဝန်ကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ဒေါက်တာမမောင်ကြီးဟာမဆလအစိုးရကိုဝေဖန်ခဲ့လို့လုပ်ထုတ်ခံခဲ့ရပါတယ်။ အမေရိကန်ကိုထွက်သွားပြီးပေါမောက်ခဆက်လုပ်ပါတယ်။မြမရေးရာတုံးသက်ချက်တွေကိုအချိန်ရာတိုင်းရေးသားခဲ့ရဖြစ်ပါတယ်။မြမနိုင်ငံရေးအတွေ့အကြုံပုဂံခက်ကစပြီးအချိန်မဲ့အာနာရှင်ဘရင်စနစ်အောက်ကို ရောက်ရှိခဲ့ရတဲ့ဗမာလူပောင်ဟာကိုလိုနီဘဝကလွတ်မြောက်လို့ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးတော်လဲအာနာရှင်ရိုက်ကိုမဆွလွတ်နိုင်ပေဖြစ်နေပါတယ်။အာနာရှင်စနစ်အပြုအမူကို မြမလူဖွဲ့စည်းကဒီနေ့အထိလက်ခံထားတော့မှာပဲဗိုလ်ချုပ်နေဝင်စစ်အာဏာသိမ်းပြီးအိမ်ဆောင်အစိုးရလုပ်တာကိုဒီမိုကရေစီအစိုးရက1958ခုနှစ်မှာလက်ခံခဲ့ပြီးမကြာမီ1960နှစ်မှာစစ်အာဏာရှင်ဘီရင်စနစ်မျိုးကိုတည်ဆောက်နိုင်ခဲ့ပါတယ်အခုလဲဗိုလ်ချုပ်မှုကြီးတန်းရွှေကဗိုလ်နေဝင်ချီယာကိုလိုက်နှင်းနေပြန်ပါပြီလူဖွဲ့စည်းမှာ အနာရှင်မင်းမူနီရာဟာတိုင်းသူပြည်သားကလက်ခံထားလို့ဖြစ်ပါတယ်။တိုင်းသူပြည်သားကလက်မခံမှုဆိုရင်အနာရှင်စနစ်ပျောက်ွယ်အောင်နှမျိုးစုံနဲ့ကြိုးစားမှမို့ရေရှည်မခံနိုင်မှုတို့ဘမောက်ကဒေါက်တာမမောင်ကြီးကဆိုပါတယ်။ဒါကြောင့်1962ခုနှစ်ကစတင်ကျင့်သုံးခဲ့တဲ့စစ်အနာရှင်စနစ်ကိုလက်ခံထားတဲ့မြမလူအဖွဲ့အစည်းရဲ့နိုင်ငံရေးတွေးခေါ်ကိုဆန်းစစ်ဖို့လိုပါတယ်တဲ့။ဖုံးတော်အဖွဲ့တွေနဲ့ ူရဲ့ကောင်းအမွတ်တင်တဲ့အစင်လာကိုဆန့်ကျင်ပြီးမြမနိုင်ငံရဲ့အတွေ့အခေါ်ရဲ့အားနည်းချက်တွေကိုပေါ်ပြမှာမို့မြမပိတ်တက်ကတော့ခြေနဲ့လက်ခံမှာပေါ်ဘူးလို့အမှားစာမှာရေးသားထားပါတယ်။ဒါပေမဲ့မြမအမျိုးသားတွင်ပြင်လက္ခဏာရဲ့ချုံရင်ချက်ကိုထောက်ပြတာဟာမြမပြည်ကိုမယုံမသိမလေးမစားလောက်တာမဟုတ်ဘူးလို့ဒေါက်တာမမောင်ကြီးကယူဆပါတယ်။တမိုင်းဆရာလုတ်ပြီးတော့မှ ြောစရာရှိတာကိုမပြောဘဲငြိမ်ခံပြီးထိန်ချန်ထားတာကမှပိုဖြစ်ရှိပါတယ်။ဆိုရင်းရှိကဆိုအပ်လိုက်ဆိုစားညာလျာထပချီပြီးငါဝန်ရှိခဲ့ဆိုတဲ့စကားတိုင်းစစ်အာဏာရှင်ဘရင်စနစ်တင့်သုံးနိုင်အောင်လန်ခင်းပေးတဲ့မြန်မာနိုင်ငံရေးတလေးနဲ့တွေးခေါ်ဖို့ဗတ်မလိုက်ပေးမကြောက်မရွံ့တင်ပြမယ်လို့ဆရာမမောင်ကြီးကရေးထားပါတယ်။ နိုင်ငံသားတွေလက်ခံထားတဲ့အတိုင်းအတာကိုလိုက်ပြီးအစိုးရပုံစံစနစ်ပေါ်လာတာပါအစိုးရနဲ့ပြည်သူဆက်ဆံရေးပုံစံကိုနိုင်ငံရေးစနစ်ကရောင်းမြန်ဟပ်နေပါတယ်တိုင်းပြည်တစ်ပြည်ရဲ့နိုင်ငံရေးတလိသို့မဟုတ်စိတ်နေစိတ်ထားကိုအစိုးရကဖော်ပြနေပါတဲ့တဲ့ဒါပေမဲ့လူ့ဖွဲ့စည်းရဲ့စိတ်နေစိတ်ထားနဲ့နိုင်ငံရေးတလိဟာညချင်းညချင်းပေါ်ထွက်လာတာမဟုတ်ပါဘူးနိုင်ငံတပန်းတစ်ချောင်းမှာရှိလာတဲ့ နိုင်ငံရေးအစင်နာယုံကြည်ချက်ဒလိထုံးစံရိုးရာပုံမြင်အစွဲလန်းနိုင်ငံရေးတင်ကြတာထိမှတ်နိုင်ငံရေးပုံမြင်ထုံနှန်းစင်နာစုယိုးစကားနဲ့ဘာသာရေးဩဝါဒစကားတွေမှာမြမလူပေါင်းရဲ့စိတ်နေသဘောထားကိုတွေ့နိုင်ပါတယ်အနည်း60ကနေနှစ်တရာကျော်ထိအင်္ဂလိပ်အုပ်ချုပ်ခဲ့ပေမဲ့ပြည်သူဆက်ဆံရေးအခြေအနေကမပြောင်းလဲသွားပါဘူးတဲ့ရိုးရာအစင်လား အာနာရှင်စနစ်အားလုံးဟာစီးပွားရေးမဖွံ့ဖြိုးမတိုးတက်တဲ့စနစ်တွေဖြစ်နေရတွေ့ရပါတယ်။ဒါကြောင့်လည်းနောက်တိုင်းမှာဖြစ်တဲ့အခါပြုတ်ကွဲပျက်စီးကုန်တာဖြစ်ပါတယ်။အစင်လာအာနာရှင်စနစ်မှာမိန်ပေးရတဲ့သူနဲ့မိန်နာခံသူသာရှိတာမို့နိုင်ငံရေးမှာပြည်သူလူထုပါဝင်ခွင့်မရှိပါဘူး။နိုင်ငံရေးဟာလူတစုကဆောင်ရွက်တဲ့ကိစ္စလို့သတ်မှတ်ကြပါတယ်။ဘာသာရေးအဖွဲ့အစည်းဆိုတာကလည်း အာနာရှင်စွာစနစ်ကိုကြားကန်ပြီးတဲ့အစ်စ်မဲရှိပါတယ်။စိုက်ပျိုးရေးဝင်းမြူရေးကိုအခြေခံတဲ့ဝန်းစာအဓိကစီးပွားရေးဖြစ်လို့ပြည်ပင်းကုန်သွယ်မှုက မရှိသလောက်ပါပဲ။စကောရာစုအစပိုင်းမှာမြမပြာဒီလိုလူဖွဲ့စည်းဖြစ်နေပြီးလူရေ၃ဒေသလောက်ပဲရှိရလို့ခန့်မှန်းကြပါတယ်။တိုင်းပြည်တပီရဲ့နိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးကိုလေ့လာတဲ့အခါမှာ political culture လို့နောက်တိုင်းပညာရှင်တွေခေါ်တဲ့နိုင်ငံရေးတလိကိုစမ်းစစ်ဖို့လိုပါတယ်။ဇာတုနှစ်ပေါင်းများစွာတည်ရှိခဲ့တဲ့နိုင်ငံရေးယုံကြည်ချက်အယူအဆအတွေးခွန်နဲ့ရွေးရတလိဟာဒီကနေ့ထိတနည်းမဟုတ်တနည်းဆက်လက်ရှင်သန်နေရုံမှာပဲပြတ်ကွယ်ဖို့လွန်ခဲရင်ပါတယ်။တည်ဆုံးထားတဲ့မျိုးဆက်တွေထားရခဲ့တဲ့ရိုးရာအစင်နာတွေဟာအသက်ရှင်နေသူတွေရဲ့စိတ်သဘာဝကိုအိမ်မက်ဆိုးကြီးတွေဖိစီးနေတယ်လို့ ကာမက်က The 18 Burmese of Louis Napoleon ဆိုတဲ့စာတမ်းမှာရေးသားထားတာကိုဆရာမမောင်ကြီးကကိုးကားထားပါတယ်။ဒါကြောင့်ဒီနေ့အထိဆက်လက်ရှင်သန်နေတဲ့မြမရိုးရဒုခွန်နဲ့ယုံကြည်မှုကိုစမ်းစစ်ဖို့လိုပါနေတယ်။ပညာပေးဖွဲ့စည်းရေးဖြစ်တဲ့ဘုန်းကြီးကျောင်းတွေဟာမြမရိုးရဒုခွန်ရီလက်ဆင့်ကမ်းနဲ့ နေရာမှာအတိကံကြပါလေ။ဒါကြောင့်ကိုလိုနီဖြစ်လို့ခေပညာကိုကင်ချားလာရပေမဲ့အခြေခံရိုးရာထွေးခေါ်ကိုမပြောင်းလဲနိုင်ခဲ့ပါဘူး။မင်းမှုဒန်းစနစ်ကိုကိုလိုနီအုပ်ချုပ်ရေးစနစ်နဲ့အစားထိုးလိုက်တော့လေမင်းမှုဒန်းလောကရဲ့ထူးခြားတဲ့ဝိသေသနလက္ခဏာတွေကတော့ဆက်လက်ရှင်သန်နေပါလေ။ဗမာမင်းအုပ်ချုပ်ပုံစနစ်ကကိုလိုနီအုပ်ချုပ်ပုံစနစ်ကိုပြောင်းလဲသွားပေမဲ့ မင်းမှုတဲ့နဲ့ရဲ့တိုင်းဆက်ဆံရေးကတော့မပြောင်းလဲသွားပါဘူး liberal democracy အယူအဆတွေဖြစ်တဲ့တရားဥပဒေစိုးမိုးရေးမျက်မျက်တတစည်းကမ်းနီးလန်းတိုင်းလုပ်ကံရေးတင့်လျော်မှန်ကန်ထိုက်တန်စွာဆောင်ရွက်ရေးလူ့သိက္ခာနဲ့နိုင်ငံသားအခွင့်အရေးကိုဒေစာရေးစတာတွေကိုမြန်မာပြည်သားတွေကနားမလည်ကြပါဘူးနားလည်အောင်လဲကော်လိုနီအစိုးရကမစ조사ခဲ့ပါဘူးအစိုးရဆိုရင်ဘယ်အစိုးရဖြစ်ဖြစ်ရိုးသေးကြောက်ရွံ့ရမယ်ဆိုတာကိုသာ ြန်မာပြည်သားတွေကနားလည်ထားကြပါတယ်ဒီလိုရှေးဟောင်းအတွေ့အကြုံအယူအဆတွေကြန့်ရှိခဲ့တဲ့တိုင်းပြည်ဟာရှေးဟောင်းအနာရှင်စနစ်ပြန်လည်ရှင်သန်လာလို့ဥမ္မာပေါင်းကြီးကမြင်ပါတယ်ခင်ဗျာ